Hello သားတို့သမီးတို့အားလုံးပဲမင်္ဂလာပါဒီကျေရှင်ပါရှင်ဒီကျေကဒီနေ့ဗီဒီယိုလေးတွေမှာတော့အဓိကမိကွန်းနံပါတ်9ကို တက်ပြီးတော့မှရှင်းပြပြီးမယ်เนาะအဲ့တော့ဒီကမိကုံနံပါတ်9ရဲ့ဒီပုံစံလေးကိုဖတ်ကြည့်ကြရအောင်ဓဗူးတဘူးတွင်ရေနွေးတက်တသမာ2လီတာရှိသည်ဓဗူး6ဘူးတွင်ရေနွေးလီတာများရှိမည်နီအဲ့တော့တအားတို့တမလို့ရေတစ်ချဲတို့မှာဓဗူးရှိပါတယ်အဲ့ဒီဓဗူးတဘူးမှာရေနွေးဘယ်လောက်ရှိပါသလဲတက်တသမာ2လီတာရှိတယ်အဲ့ဒီလိုဓဗူးဘယ်နှဘူးရှိပါသလဲ6ဘူးရှိပါတယ်ရှင်အဲ့ဒါဆိုရင်အဲ့ဒီ6ဘူးမှာရှိတဲ့ရေနွေးလီတာ စုစုပေါင်းကိုတစ်ချဲတို့ရှာကြင်ပါတယ်เนาะအဲ့တော့ရှင်းမှာရှင်းကဗီဒီယိုမှာတို့တွေတင်ကြခဲ့ တဲ့အပုံတင်ဤအတိုင်းဆိုရင် နောင်စုစုပေါင်းလီတာကိုလိုချင်နေဆိုလို့ရှိရင်တဘူးမှာရှိတဲ့လီတာကိုဘာလို့မှလဲအဘူးရည်အတွက်နဲ့မျှော်ပါမှာပေါ့အဲ့ဒီဤအတိုင်းပုံတင်ဤအတိုင်းဖော်ထုတ်ပြီးညီမချင်းရေးလဲရတယ်လို့ဒီချက်ရဲ့ဤအတိုင်းဆိုရင်ညီမကြပုံလေးဆွဲပြီးတော့လဲညီမချင်းလေးဖော်ထုတ်မယ်ဒီနော်โอเคအားဆိုလို့ရှိရင်ကြည်ကြရအောင်ညီနှစ်ချောင်းဆွဲလိုက်ပါတယ်အပေါ်မြင့်ကရင်းနှီးပမာဏအောက်မြင့်ကတက်ဘူးအရေးအတွက် ဟုတ်ပြီနော်အဲ့တော့ဝဝဝမှာဆိုရင်ရေနည်းက1.2လီတာရှိပါတယ်ဝဝ6ဘူမှာဆိုရင်ဘလောက်ရှိသလဲ ဟုတ်ပါပြီ။အဲဆိုလို့ရှိရင်ဒီ zero question မလေးရှိတဲ့ဘက်ကိုညာလေးသွားပါမယ်။ထို့အတူပဲဒီဘက်ကလည်းညာလေးကသွားပါမယ်ရှင်။ Okay အဲဆိုလို့ရှိရင်ဒါတို့တမလို့ရင်တစ်ကနေပြီးတော့6ဖြစ်သွားပါတယ်။ဘယ်နှစဖြစ်သွားပါသလဲ6စမို့လို့ဒီ zero အမြောက်6ထို့အတူပဲတတသမာ2ကလည်းဘယ်နှစဖြစ်သွားပါလဲ6စဖြစ်ရပါမယ်။အဲဒါကြောင့်မို့လို့ဒီ zero ဒီညီမပြပုံကနေပြီးညညာချင်းမိရလာပါပြီ။ဘာလေးလဲဆိုတော့တတသမာ2အမြောက်6အညီဘလောက်လဲရေးလိုက်ပါမယ်ဟိတတသမာ2အမြောက်6 အညီဘလောက်လဲအဲ့တော့သားတို့သမီးတို့ရှေ့ကဗီဒီယိုမှာဆယ်လီစိတ်တိတသမဂိမ်းလေးကိုဒီချေရူတွေကအပြေဂိမ်းနဲ့မြောက်တာတို့တွေတင်ခဲ့ပြီးသွားပြီနော်ဟုတ်ပြီနော်အဲ့တော့အဲ့ဒီမှာတွက်ခဲ့တဲ့နေတိုင်းတွက်လို့ရမလားဆိုတာကြည့်ကြရအောင်ပါအရောင်းချေရူရှိကနေတိုင်းဆိုရင်အဲ့ဒီတက်တသမနှစ်ကိုအပြည့်ကင်းပြအောင်လို့ဒီချေရူကစေသားလုပ်လိုက်ပြီးတော့7နှစ်ပြအောင်လုပ်လိုက်ပါတယ်6က6ပဲ7နှစ်6လီဘလောက်လဲဟိ ဟုတ်ပါတယ်စနစ်ချောင်းလေး82ဖြစ်ပါတယ်စဲစားလောက်ထားတဲ့အတွက်ကြောင့်မလို့ဒီချေတို့10ဘိုင်းတစ်ဘိုင်းပြန်လို့ပြီးလေးနော်အဲ့တော့82ကို10ဘိုင်းတစ်ဘိုင်းပြန်လို့တော့8ဒသမ2ဖြစ်သွားတာပေါ့ဟုတ်ပြီအဲ့တော့အရှိကဗီဒီယိုမှာတွက်ခဲ့တာ ਨੇ ဗာမြန်กว่าထားမှုရှိပါတယ် ဟုတ်ပါတယ်ရှေ့ကဗီဒီယိုမှာကြတော့တကယ်တော့က3ညတသမ4 3ညတသမ5 3ညတသမ8 3ညတသမ4 3ညတသမ6စသဖြင့်လွယ်ကူတဲ့ဆယ်လီစိတ်ထိတသမဂိမ်းတွေဖြစ်ပါတယ်အခုကကြတော့ကျေတို့ဘာဖြစ်သွားပြီလဲဆိုတော့အနေငယ်တသမဂိမ်းတွေကကြီးသွားပြီလीနော် ဟုတ်ပြီနော်အဲ့လိုမျိုးကြည့်ပါဒါကတော့စနစ်အထိဆိုတော့တို့တမလို့ကစနစ်အထိလှုပ်လို့ရသေးတယ်ဆိုလို့ရသေးတယ်နောက်ပိုင်းသားလို့ရှိရင်ဒီချေတို့၄တသမ၉၆တသမ၃လို့ဆိုလို့ရှိရင်တော့ဒီပုံစံအတိုင်းဆိုဒီချေတို့အတွက်အနည်းငယ်ခက်ခဲမှုရှိပါတယ်ဒါကြောင့်မို့လို့ဒီချေတို့ကအခုမလုပ်ကြမလဲဆိုတော့ downline တွက်ကြည့်ကြမယ်ဟုတ်ပြီနော်အဲ့တော့စယ်လီစိတ်ထိတသမဂိန်းတသမတနေရာပါတဲ့တသမဂိန်းကိုအပြည့်ဂိန်းတစ်ခုနဲ့မြောက်တဲ့အခါမှာဒီချေတို့ downline ဘယ်လိုမြောက်မလဲကြည့်ကြရအောင်ပါချေတို့အဆင့်၃ဆင့်ရှိပါတယ် အောက်ကစာလေးတွေနဲ့တွဲပြီးတော့မှရှင်းပြပေးမယ်နော်ဟုတ်ပြီပထမအဆင့်ကိုကြည့်ရအောင်ကိန်းနှလုံးကိုညာဘက်ညှိ၍စီတာအဲ့တော့ခြေတို့တီကိန်းနဲ့မြောက်ကိန်းတီကိန်းနဲ့မြောက်ကိန်းကိုတီကိန်းဟောအပေါ်မှာတင့်မြောက်ကိန်းကိုအောက်မှာထားပြီးတော့ညာဘက်ကိုညှိပြီးတော့မှစီပေးရမယ်ညာဘက်ကိုတန်းနေအောင်ညှိပြီးတော့နေရာချပေးပါရှင်ပြီးတော့ပြီဆိုလို့ရှိရင်တော့ဒီခြေတို့ကဒသမအမှတ်ကိုထည့်သွင်းစဉ်းစားခြင်းမပြုဘဲနဲ့အရင်တော့ငငယ်လေးတည်းကအပြည့်ကိန်းတွေကိုတွက်ခဲ့တဲ့နေ့တိုင်းတို့တွေတွက်ကြည့်ကြမယ်အဲ့တော့6နဲ့4စနစ်နေ့ ရေးတက်မှတ်ပြီး6တလီ6တနေပေါင်းလိုက်တော့9 92ပြီးတော့ရောမှာအဆင့်3အနေနဲ့တီဂိမ်းနဲ့တူညီတဲ့ပုံစံအတိုင်းမြောက်လက်မှာဒသမအမှတ်ရေးပါအဲ့တော့တီဂိမ်းမှာဒသမရဲ့အနောက်မှာခဏန်းတစ်လုံးရှိရတဲ့အတွက်ကြောင့်မလို့ဒီချေရုရဲ့မြောက်ကိမ်းမှာလည်းတီဂိမ်းအတိုင်းဒသမရဲ့အနောက်မှာခဏန်းတစ်လုံးဒသမလေးကိုအမှတ်ချပေးပါရှင်ဒီဂိမ်းအတိုင်းအမှတ်ကလေးချပေးမယ်နော်။ဟုတ်ပါပြီ။အဲ့ဒီပုံစံအတိုင်းဒီချေရိုတွေကဒသမဂိမ်းကြီးနော်။ တဒမဂိမ်းလေးတွေကိုတို့တွေဒေါင်းလိုက်ညောင်းကြည့်ကြမယ်အဲ့တော့လွယ်လွယ်လေးပါပဲပုံမှန်အတိုင်းနေရကြမယ်ညာဘက်ကိုညှိပြီးနေရကြပြီးတော့ရင်ဒသမမတ်ကိုထည့်သွင်းစဉ်းစားခြင်းမပြုဘဲတကယ်လို့ပုံမှန်မြောက်တဲ့နေအတိုင်းမြောက်မယ်နောက်ဆုံးကြမှာတိကိန်းနဲ့တူညီတဲ့အတိုင်းဒသမအမှတ်ကလေးကိုမှတ်မယ်ရှင်းမယ် ဒါပါပဲရှင်။ဟုတ်ပြီအဲ့ဒါဆိုလို့ရှင်တိတသမနှစ်ကို6နဲ့မြောင်းလိုက်တဲ့အခါမှာ7နှစ်ဖြစ်တယ်လေ။တိတသမနှစ်က7နှစ်ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ဒီချေရုကခုနကတော့82ရဲ့10ပိုင်းတစ်ပိုင်းကိုပြန်ပြီးတော့စဉ်းစားရတာလေ။ဒီမှာတွေ့လား။တိတသမနှစ်ကို10နဲ့မြောင်းလိုက်တော့7နှစ်ဖြစ်သွားတယ်။အဲ့ဒါကြောင့်7နှစ်နဲ့6နှစ်မြောက်တာက82စဉ်းစားလုပ်ထားတဲ့အတွက်ကြောင့်မို့လို့10ပိုင်းတစ်ပိုင်းပြန်လုပ်တော့9တသမနှစ်ပေါ့။ဒါလေးကိုပြောပြထားတာဖြစ်ပါတယ်နော်။ဟုတ်ပါပြီအဲ့ဒါဆိုလို့ရှင်ဒီချေရုရဲ့အဖြေက9တသမ နှစ်လီတာဖြစ်ပါတယ်ရှင်။ Okay အဲ့ဒီပုံစံအတိုင်းဒူရီတက်ကြည့်ကြရအောင်။ Number 7တာရုတ်သမလို့ရေမင်းတို့ရဲ့တင်ချောက်တက်တဲ့စာအုပ်ကလေးကိုထောက်ဒူရီ Number 7တွေ့ကြပါမယ်နော်။ ကဲဆက်တက်ဒီကျဲပုံစံလေးကူလိုက်ပါပြီအဲ့တော့နေရာချကြရအောင်ပါဒီကြောင်းကြော်ပြီးတော့နေရာချမယ်နော်အဲ့တော့30ဒသမ8ဒီချက်တို့ဘင်းကြီးလေးနဲ့အနည်းငယ်ခွာပြီးနေရာချပါမယ်။အဘယ်လိုလဲဆိုတော့အမြောက်ကကြတော့ဂိတ်နေများလာပါလေ။ဟုတ်ပါပြီ။အဲ့တော့ဘင်းကြီးလေးနဲ့ခွာပြီးနေရာချပါမယ်။38ဒသမ8အဲ့ဒါကိုညာဘက်ကိုညှိပြီးနေရာချမယ်ဆိုတော့ရှေ့ရဲ့အောက်တဲထဲမှာ၄ကိုရှည်လိုက်ပုံ။ဘုခေယဆိုမြင်းပိတ်ပြီးအမြောက်လက္ခဏာထည့်ပါပြီရှင်။အဲ့တော့နေရာချပြီးပြီဆို လို့ရှိရင်တော့ဒသမကိန်းကိုထည့်သွင်းစဉ်းစားခြင်းဒသမအမှတ်ကိုထည့်သွင်းစဉ်းစားခြင်းမပြုဘဲအပြေကိန်းတွေတွက်တဲ့အတိုင်းတွက်မယ်အဲ့တော့၈လေးလီဘယ်လောက်လဲ၈တလီ၈ရှင်းနေစကြာ၈၃၄၈လေးလီ၃၂နှစ်ရေး၃မှတ်ပါပြီပြီးတော့ဒီလေးရတစ်ကိုမြောက်မယ်၈လေးလီ၄၅၆ခုနှစ်ဖြစ်ပါတယ်ရှင်ပြီးတော့ဒီလေးက၃ကိုမြောက်မယ်၃လေးလီ၁နှစ်ဟုတ်ပါပြီအားကြောင့်မလို့ရှိတိုးပြီးရေးလိုက်ပြီး၁နှစ်ဒုတိယဆင့်လေးပြီးသွားပြီဆိုရင်တော့နောက်တစ်ဆင့်ကတီကိန်းအတိုင်းဒီခြေတို့ကဒသမအမှတ်ကလေးမှတ်ပါမယ်တီကိန်းမှာဒသမရဲ့အနောက်မှာ ကနန်းတလုံးရှိရတဲ့အတွက်ကြောင့်မို့လို့တို့တွေရဲ့မြောက်လက်မှာလည်းဒသမရဲ့အနောက်ကနန်းတလုံးဖြစ်ရှိအောင်လို့ဒသမအမှတ်ကလေးကိုဒီနေရာဒီမှာချလိုက်ပါပြီ။ဒါဆိုရင်သားတို့တမလို့ရင်မင်းတို့ရဲ့အဖြေဘယ်လောက်ရမလဲ။တထ sorry 128ဒသမ2ဖြစ်ပါတယ်ရှင်။နားလည်ပါသလား။ဟုတ်ပါပြီเนาะโอเคရဆိုလို့ရှိရင်နံပါတ်7ပြီးသွားပြီဆိုရင်တော့ဒီချေတို့နံပါတ်7တွားလိုက်ကြရအောင်ပါအဲ့တော့နံပါတ်7တို့တွေပုံစံကိုကြရအောင် ဟုတ်ပါပြီ။ OK အားဆိုလို့ရှိရင် ပုံစံလေးကူပါပြီ။စနေပုံမှာကာကြည့်ဒီချင်းနဲ့တူတူတွေ့ကြမယ်လေနော်။အဲ့တော့ဒဒသမ5အညာ5ဟုတ်ပါပြီအားဆိုရင်ဒီကြောင်းကြော်ပြီးတော့မှနေရာချပါမယ်။ဒဒသမ5ကို5နဲ့မြောက်ပြီးဟိညာဘက်ကိုညှိပြီးနေရာချမယ်။အညာလက္ခဏာ7အဲ့လိုတမလို့ရင်9 9လီဘယ်လောက်လဲ။ ငါငါလေး25ငါရေးနှစ်မှတ်ပါပြီဒသမကိန်းကိုထည့်မှတ်တော့ ਨੇ ပုံမှန်တိုင်းညောင်းမယ်ငါတက်လီငါနှစ်နဲ့ပေါင်းလိုက်တော့ဘယ်လောက်လဲ9အဲ့လိုမြောက်လိုက်ရလာပြီဆိုလို့ရှိရင်ဒီကိန်းအတိုင်းဒသမအမှတ်ဖြစ်လိုက်တော့အဖြေဘယ်လောက်ရမလဲဟိအဖြေ9ဒသမ5ရမှာပေါ့အဖြေ9ဒသမ5 ရပါပြီเนาะဟုတ်ကဲ့ကာကြည့်ပြီးတော့ခခွေတွက်ကြရအောင်ပါခခွေက၄တသမ9အညောင်းနဲ့ဒေါင်လိုက်ကလေးတွက်ပါမယ်ဒါကြောင့်ကြော်ပြီးနေရာချပြပါရှင်၄တသမ9ကိုနဲ့နဲ့ညောက်ပါပြီညာဘက်ကိုညှိပြီးနေရာချပြပါညင်းပိတ်မယ်အညောင်းလက္ခဏာချက်ဟုတ်ပါပြီအဲ့တော့ဒီနှစ်က ဒီကိုကိုအရင်မြောက်မယ်အဲဒါကြောင့်ကိုနဲ့လေးဆက်ရှိရှိရေးတင်မှတ်ပါပြီဒီနှစ်ကလေးကိုမြောက်လေးနဲ့လေးရှစ်တင်နေပေါင်းလိုက်တော့ဘယ်လောက်လဲဟိကိုဖြစ်ပါတယ်နော်ဒီကိန်းအတိုင်းတသမအမှတ်ကလေးကိုမှတ်ပါမယ်အဲ့တော့ဖြေဘယ်လောက်ရမလဲဟိကိုတသမရှစ်ရမှာပေါ့အဲ့တော့ဖြေထိုးကြရအောင်ပါအဖြေကိုတသမရှစ်ရပါပြီလားရှင် ဟုတ်ကဲ့အဲ့တော့ကာကြီးကောက်ဝင်ပြီးသားပြီဆိုတော့ဒီကျဲတို့ဗားဆက်တွက်မလဲကငယ်လေးဆက်တွက်ကြမှာပေါ့ဟုတ်ကဲ့ရှင်အဲ့တော့နံပါတ်ကငယ်ပုံစံကိုပါပြီကငယ် ကဲနမကငယ်ကပါလိလဲဆိုတော့6.3အမြောက်9ဖြစ်ပါတယ်။ဒါကြောင့်ကြော်ပြီးနေရာချကြရအောင်6.3 3ညာဘက်ကိုညှိပြီးနေရာချမှာမို့3ရဲ့အောက်မှာ9ကိုရေးပါပြီ။မြင်ပိတ်နဲ့အမြောက်လက္ခဏာချက်ဒီကိုနှစ်ကလေးက3ကိုမြောက်ပါမယ်။ဒါကြောင့်မို့လို့3ခဏလီ27 9 3 27 3ခဏလီ27ကြိုက်တယ်လို့ဆိုမယ်နော်။အဲ့တော့တရေနှစ်မှတ်ထားပါပြီ။ဒီကိုနှစ်က6ကိုမြောက်9 5လီ35 9 6လီ42 43 44 ေးဖြစ်ပါတယ်အဲဒါကြောင့်ရှေ့လေးတူပြီးရေးပါမယ်ရှင်ညောက်ပြီးသွားရင်ဘာလုပ်မလဲပြီးခင်အတိုင်းဒသမအမှတ်ကလေးကိုဖြတ်ပါမယ်ဒါကြောင့်မလို့တို့ရဲ့အဖြေဘယ်လောက်ရမလဲဟိအဖြေ54ဒသမ1ဖြစ်ပါတယ်နော်ဟုတ်ကဲ့နံပါတ်ကငယ်ပြီးသွားတော့နံပါတ်ကကြီးโอเคနံပါတ်ကကြီးပုံစံလေးကိုပါပြီ3ဒသမ6အညောင်း 3ဒါကြောင့်ကြော်ပြီးနေရာချပါမယ်3ညာဒသမ6ကို3နဲ့ညောက်ပါပြီရှင်ညာဘက်ကိုညှိပြီးနေရာချတယ်เนาะအမြောက်လက္ခဏာလေးထည့်ပြီးဟဲ့အဲ့တော့ဒူတွေညှောက်ကြရအောင်ဒီ3က6ကိုမြောက်63 48ရှိရေးတက်မှတ်ဒီ3က3ညကိုမြောက်မယ်3တုံညလေး3ညတက်နေပေါင်းလိုက်တော့10ပေါင်းဒါကြောင့်မလို့တို့ရဲ့အဖြေဘယ်လောက်ရမလဲဟိဟုတ်တယ်ဒီကင်းအတိုင်းတသမအမှတ်ကလေးဖြတ်လိုက်တော့အဖြေ စ်တသမာ8ဖြစ်ပါတယ်ရှင်။ Okay so နမကကြည့်ပြီးသားပြီဆိုရင်เนาะနမက9တွက်ကြရအောင်ပါ။နံပါတ်9ဟုတ်ပါပြီ။နမ900သုံးညတသမာ9အညောင်း8ဒါကြောင့်ကြော်ပြီးနေရာချမယ်။သုံးညတသမာ9ကို8နဲ့ညောက်ပါပြီရှင်။ညောက် ကဲဒီရှိကလေးကကိုကိုမြောက်ပါမယ်အဲ့တော့ကိုတလီကိုဆိုမယ်နော်ကိုတလီကိုကို948ကို3029ကိုလေး36 9 45 96 54 63ကိုရှိလီ22ဖြစ်ပါတယ်ဒါကြောင့်မလို့နှစ်ရေးခွနစ်မှတ်တာဒီရှိက3ညအောင်မြောက်တော့8 3ညလေး3ညခွနစ်နဲ့ပေါင်းလိုက်တော့ခွနစ်ဖြစ်ပါတယ်အဲပြီးတော့ဒီကင်အတိုင်းတသမအမှတ်ကလေးဖြတ်လိုက်တော့ခွနစ်တသမနှစ်ပေါ်အဲ့တော့ဖြည့်ထိုးကြရအောင်အဖြည့်ခွနစ်တသမနှစ် ဟုတ်ကဲ့နံပါတ်5ပြီးတော့နံပါတ်စာလုံးနံပါတ်စာလုံးက7သတ္တမ4အညောင်း3ဟုတ်ပြီရှင်သတ္တမရဲ့အနောက်ခဏန်းတစ်လုံးပဲเนาะဆယ်လီစိတ်ပဲเนาะဟုတ်ပါပြီအဲ့ဒါလေးကိုတို့ရေတောင်းလိုက်တော့ပါပြီ7သတ္တမ4ကို3နဲ့ညောက်ပါမယ်เนาะညာဘက်ကိုညှိပြီးနေရာချလို့ညောက်ကိန်း3ကို4အောင်မှရေးပါပြီညောက်လက္ခဏာလေးရရှိမှထင်နေဟဲ့ အဲ့တော့ညကြရအောင်၄၃၄စနစ်နေရေးစစ်မှတ်ပြီး၃၄၆တင်းနဲ့ပေါင်းလိုက်တော့9နှစ်၃တက်ပြီး3ဖြစ်ပါတယ်နော်။ညောက်ကိန်းအကြိုက် sorry ကြီးကိန်းအကြိုက်တဒမအမှတ်ကလေးဖြတ်လိုက်တော့39နှစ်တဒမ2ဖြစ်ပါတယ်။ဒါကြောင့်မလို့အခြေထိုးပါပြီ။အခြေ39နှစ်တဒမ2ရပါပြီလား။ဟုတ်ကဲ့စာလုံးပြီးသွားတော့တို့ရေစာလင်စာခွဲစက်တက်ကြရအောင်ဟုတ်ပါပြီရှင်โอเคစက်တက်မယ်အဲ့တော့နံပါတ်စာလင် နမစလိန်က18ဒသမ6အညောင်းကိုတကြောင်းတော်ပြီးနေရာထားပါပြီ။အဲတော့18ဒသမ6ကို6နဲ့ညောက်ပါမယ်။ညာဘက်ကိုညှိပြီးနေရာထားပါပြီ။ညာဘက်မှာကိန်းလေးကိုကြံ့နေအောင်ရေးလိုက်ပါတယ်နော်။ဟုတ်ပါပြီရှင်တွေ့ကြရအောင်။6 6 4 9 5 4 45 6 6 4 50 4 4 5မှတ်ပါပြီ။ဒီ6 8ကိုညောက်6 6 4 54 6 9 4 60 64656668ရေ6မှတ်ထားပါပြီ။ကိုတက်လီကိုဆိုတော့3017234345ဖြစ်ပါတယ်ရှင်။အရှိကိုတနေရာတို့ပြီးရေးမယ်လေ။မြောက်ပြီးပြီဆိုတော့ဒီကိန်းအတိုင်းဒသမအမှတ်ကလေးမှတ်တော့158ဒသမ4ဖြစ်ပါတယ်နော်။အဲ့တော့အဖြေဒသမနောက်မှာကနန်းတစ်လုံးရှိရမယ်နော်။အဖြေ158ဒသမ4 ဟုတ်ကဲ့နမဆောင်လင်ပြီးတော့တော့နံပါတ်စာခွင်းခင်နမဆောင်ခွဲပုံစံလေးကိုပါပြီနမဆောင်ခွဲက32ဒသမ8အမြောက်6ဖြစ်ပါတယ်เนาะဟုတ်ပါပြီနေရာချပါပြီအဲ့တော့32ဒသမ8ကို6နဲ့မြောက်ပါမယ်အဲ့တော့မြင်ပိတ်မယ်အမြောက်လက္ခဏာထက်ခေတ္တတို့တမလို့ရေဒီကျေတို့ထုံးစံအတိုင်းမြောက်ကြရအောင်6တက်လေး6 6နဲ့40နဲ့636 6 34 35 36 36 36 8လီဆိုရင်ပုံမလွယ်ဘူးလားဟုတ်တယ်เนาะ59လီ40 48ကြီ48ရေးလေးမှတ်ပါပြီ6နဲ့လီ7နှစ်7နှစ်ဆိုတော့73 45 56 6ရေးတက်မှတ်ပါပြီ63လီ18တက်နဲ့ပေါင်းလိုက်တော့19 okay အဆိုလို့ရှိရင်တတို့တမလို့ရေးဒီချေတို့ဒသမအမှတ်ကလေးကိုတိကိန်းအတိုင်းဘလူလေးမှတ်မလဲဘလူလေးရေးမလဲဒီချေကိုဒသမအမှတ်ကလေးမှတ်ပြီးတော့အထည်လေးရေးပြပါအောင်ရှင် ဟုတ်ပြီနော်အဲ့တော့ရေးပြီးရောရလာတဲ့ဖြည်လေးကိုဒီချက်ကို comment မှာဖြည်လေးရေးပြပါအောင်နော်ဟုတ်ကဲ့အားဆိုလို့ရှိရင်တအားတို့တို့ရေဒီနေ့ဒီချက်တို့ကနော်ဆယ်လီစိတ်တီတသမဂိမ်းလေးတွေနည်းနည်းလေး ကနန်းကြီးလာရပေါ့နော်ကိန်းကြီးလာတဲ့ကနန်းကြီးလာတဲ့စိတ်လီသိတိတသမကိန်းလေးတွေကိုအပြည့်ကိန်းတစ်ခုနဲ့ဘလို့မြောက်ခဲ့ကြတာလဲဒေါင်းလိုက်ကလေးမြောက်ခဲ့ကြတာပါဟုတ်ပါပြီအားဆိုလို့ရှိရင်နောက်ဗီဒီယိုမှာနောက်ထပ်သင်ခန်းစာလေးကိုဆက်လုပ်ကြမယ်ဒီဗီဒီယိုလေးရတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်အားဆိုရင် bye bye